မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ general knowledge channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့တစုံတယောက်ကိုအိမ်မက်ပေးနည်းဖြစ်ပါတယ်အမည်မသိပညာရှင်တဦးရဲ့ရေးသားတင်ပြချက်များမှာကောက်နှုတ်ချက်များနဲ့ကျွန်တော်ရဲ့အတွေ့အကြုံများကိုအခြေခံပြီးပေါင်းစပ်တင်ပြပေးမှာဖြစ်ပါတယ်အခုတင်ပြမယ့်နီလန်းကတော့ဂါထာမန်လန်း အင်းစမစတဲ့လောကီပညာပိုင်းဆိုင်ရာနီလန်းမျိုးမဟုတ်ဘဲစိတ်အစွမ်းကိုအသုံးပြုရတဲ့နီလန်းဖြစ်ပါတယ်။ဒီနီလန်းကဂါထာမန္တန်အသုံးပြုရတဲ့အိမ်မက်ပေးနည်းတွေထက် အောင်မြင်တဲ့သူပိုများပါတယ်။မိษွေများလည်းစမ်းသက်လှုပ်ဆောင်ကြည့်တင်ပါတယ်။တစုံတယောက်ကိုညဘက်အိယာဝင်ခါနီးအချိန်ပြင်းပြင်းထန်ထန်တတိယပြီးအိပ်ပျော်ခဲ့တဲ့အဖြစ်မျိုးတွေအချိန်ရေများလာတဲ့အခါမိမိတွေ့တော်တတိယမိတဲ့သူမှလည်းမထင်မှတ်ထားပဲ မိမိအကြောင်းကို အိမ်မက်တွေမတ်တက်ပါလေဒီလိုစိတ်ဆွဲလန်းမှုကြောင့်အိမ်မက်မတ်တာမျိုးကိုလူတိုင်းလောက်ကြုံမှုကြပါလိမ့်မယ်ပြောရမယ်ဆိုရင်ဒါကလည်းတယ်လီပတီနီတစ်မျိုးပါဒါမှမဟုတ်နေ့တိုင်းအမတ်တမဲ့လေးခဏခဏတတိရတဲ့အခါတွေမှာလဲထိုသူဟာမိမိအကြောင်းကိုအိမ်မက်မြင်မတ်တက်ပါလေဒါပေမဲ့ထိုသူအိမ်မက်မြင်မတ်တဲ့အခါတိကျရရတဲ့အိမ်မက်မျိုးတော့မဟုတ်ပါဘူးတောင်စင်ရင်မရပုံစံမျိုးပဲမြင်မတ်ပါလိမ့်မယ် အိမ်မက်တွေနဲ့လူတစ်ယောက်ကို6လမ်းလို့လည်းရပါတယ်။အိမ်မက်တွေနဲ့လူတစ်ယောက်ကိုပြောင်းလဲစေနိုင်ပါတယ်။အိမ်မက်တွေနဲ့ပဲလူတစ်ယောက်ကိုဆွဲဆောင်နိုင်ပါတယ်။ကိုယ်ခံစားချက်နဲ့ပတ်သက်တာမျိုးကိုအိမ်မက်မြင်မက်စေတာမျိုးအတွက်အသုံးပြုလို့ရပါတယ်။လက်တွေ့လေ့ကျင့်မှုလည်းလွယ်ကူတဲ့ကျင့်စဉ်ဖြစ်ပါတယ်။မိမိရဲ့မိရင်းဆွေရင်တငယ်ချင်းတွေနဲ့စတင်ပြီးလေ့ကျင့်ပါ။ နောက်ပိုင်းမှာလွယ်ကူသွားပါလိမ့်မယ်အခုပြောပြပေးမယ်နီလန်ကတော့တိတိကျကျကိုမြင်မတ်စေခြင်းနဲ့အကြောင်းအရာမျိုးကိုတစ်ချိန်တည်းနဲ့တော့ရဖို့မလွယ်ပါဘူးတမထဝိပဿနာအားထုတ်နေတဲ့သူလောကီပညာရဲ့တွေလိလလိုက်စားကျင့်ကြံနေတဲ့သူအနောက်တိုင်းစိတ်ပညာကျင့်စဉ်တွေလေ့ကျင့်နေတဲ့သူများဆိုရင်တော့တစ်ချိန်တည်းနဲ့လည်းရနိုင်ပါတယ်လေ့ကျင့်နည်းကိုတင်ပြပါမယ်လေ့ကျင့်ဖို့အတွက်လိုအပ်တာတွေကတော့ဘောပင်တစ်ချောင်းစာရွက်လေးတစ်ရွက် ဖျောင်းတိုင်လေးတတိုင်ရေမွေးလိုပဲဖြစ်ပါတယ်မိမိအိယာဝင်ခါနီးအချိန်မှာလေ့ကျင့်ရမှာဖြစ်ပါတယ်မိမိအိမ်မက်ပေးမဲ့သူအိယာဝင်ခါနီးအချိန်ကိုတိပါက ထိုးအချိန်မှာလှုပ်ဆောင်နိုင်ရင်ပိုကောင်းပါတယ်ကိုလက်စေးကြောတန့်စင်ပြီးအနောက်ရှက်ကင်းတဲ့အခန်းတစ်ခန်းထဲမှာစိတ်တည်ငြိမ်မှုရစေမဲ့ဖျားကြောတာဖြစ်စေဂုဏ်တော်ရွတ်ဖတ်တာဖြစ်စေသမထဝိပဿနာတရားအားထုတ်တာဖြစ်စေတခုခုကိုဥစွာပြုလုပ်ဖို့လိုအပ်ပါတယ် မိမိစိတ်ကြည်လင်သွားပြီဆိုတာနဲ့အခန်းမီးကိုပိတ်လိုက်ပါဖျောင်းတိုင်လေးထွန်းညိပြီးအခန်းပတ်လည်ကို ရေမွေးဖြန်းပါထိုးတို့ပြုတ်လုပြီးလျင်ဆာရွက်ပေါ်မှာကိုအိမ်မပေးကျင်တဲ့လူရဲ့နာမည်ကိုဖြည်းဖြည်းနဲ့ထင်းထင်းရှားရှားလေးရေးပါခိတ္တခဏလောက်ထိုးရေးထားတဲ့နာမည်လေးကိုကြည့်ပြီးမိမိမှ ထိုးသူ့ကိုပြောကျင်တဲ့အကြောင်းအရာလေးတွေစဉ်းစားပါအရေးကြီးတဲ့အချက်ကကိုပြောကျင်တဲ့အရာတွေဟာရှင်းလင်းပြတ်သားနေရပါမယ် ဟိုဟာလိုလိုဒီဟာလိုလိုဖြစ်မနေရပါဘူးဆိုလိုရင်းကိုတတ်နိုင်သမျှရှင်းလင်းနေဖို့လိုအပ်ပါတယ်ကိုပြောချင်တဲ့အကြောင်းအရာတွေကိုစဉ်းစားမိပြီဆိုရင် စာရွက်ပေါ်မှာချရေးပါပြီးရင်စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးမိမိရေးထားခဲ့တဲ့အကြောင်းအရာကိုခက်ဖြည်းဖြည်းပြန်ဖတ်ပါအဲ့ဒီနောက်မျက်လုံးများကို ဖြင်းညင်းစွာမိတ်ပြီးနှုတ်ကနေခက်တူးတူးဖြစ်စေရွတ်နေပါ ြီးလင်းပြတ်သားတဲ့လေတံနဲ့မိမိအိမ်မက်ပေးဖို့လိုသူရဲ့မျက်နာကိုမိမိအာယုံမှာမြင်အောင်ပုံဖော်ကြည့်ပြီးထိုသူကိုပြောနေတယ်လို့ပြောရပါမယ်။ထိုကဲ့သို့မိမိရေးထားတဲ့အကြောင်းအရာကိုသုံးခေါက်လောက်ပြောပါ။အရေးကြီးတာကတော့ခက်ဖြည်းဖြည်းပြောဖို့ဖြစ်ပါတယ်။စိတ်ရှိပါလို့ပဲမှချင်ပါတယ်။နောက်တစ်ချက်ကတော့ယုံကြည်မှုအပြည့်ရှိပါ။သုံးခေါက်လောက်ပြောပြီးရင်တော့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးဖျောင်းတိုင်မီကိုငိမ့်လိုက်ပါ။တခြားပဲအကြောင်းအရာကိုမှ တောင်တောင်အီအီလျှောက်ပြီးမတွေးတော့ပဲအိယာဝင်ပါထိုအချက်ကအရေးကြီးဆုံးပါပဲဒါဆိုရင်မိမိရဲ့အိမ်မက်ဖို့ခြင်းကအောင်မြင်ဖို့တည်ချသွားပါပြီတဖြည်းဖြည်းနဲ့လေ့ကျင့်လို့အဆင်ပြေလာတဲ့အခါထိုနီးလန်းနဲ့ပဲလူတယောက်ကိုကောင်းတဲ့အိမ်မက်တွေမြင်မက်စေနိုင်တယ်လို့မိမိမနဲ့မျိုးတဲ့လူတွေကိုလည်းမကောင်းတဲ့အိမ်မက်ဆိုးများမြင်မက်စေပြီးခြောက်လန့်ခြင်းပါပြုလုပ်နိုင်ပါတယ်ကျန်တာကတော့မိမိတို့အပိုင်းပါပဲတကယ်ဖြစ်ချင်တကယ်လုပ်ပါတကယ်ဖြစ်ပါတယ် တစုံတယောက်ကိုအိမ်မက်ပေးနီးကတော့ဒီမှာပဲပြီးပါပြီ။ဒီနီးကိုတော့ကျွန်တော်ကိုယ်တိုင်မဆမ်းမှုသေးပါဘူး။အကြောင်းတိုက်ဆိုင်ရင်တစ်ချိန်တည်းနဲ့အောင်မြင်နိုင်ပါရဲ့။တစ်ချိန်တည်းနဲ့မအောင်မြင်သူများလည်းအလွန်ဆုံး၅ချိန်လောက်လေ့ကျင့်ရင်အောင်မြင်ပါလိမ့်မယ်။မိษွေများလည်းစမ်းသပ်လှုပ်ဆောင်ကြည့်ပြီးအတွေ့အကြုံများကိုလည်းပြန်လည်မျှဝေပေးသွားပါဦး။နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ်ဘဝတုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ